ကိုရွမ်းနေဆယ်စားလို့မရပါဘူးဆိုရဲလူဒီမှာအယိုးပဲရှိတယ်22ပဲရှိတယ်ဒါကျွန်တော်ကိုလိုင်းမောင်ကနေပေါ့နော်ကွန်ဆာပြိုင်မယ်ဆိုပြီးလာတဲ့ပုံကိုသူရှုံးသွားတော့ကျွန်တော်ငားရစားဖို့ကိုငားပေးတာဒီမှာအားလုံးမင်္ဂလာပါ။အဲစိတ်ချမ်းသာခြင်းကိုယ့်ရဲ့ချမ်းချင်းနဲ့ပြည့်စုံကြပါစေလို့ဒီဆိုဆနာကဲဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပိတ်သက်အပေါင်းကို ချိုးစနပ်မှာစုမကောင်တောင်းပေးလိုက်ပါတယ်ဒီကနေ့မှာပေါ့နော်ဒီ TikTok မှာလည်းတော်တော်လေးခက်စားတယ်ခက်စားတယ်ဆိုတာဘယ်လိုစားတာလဲဆိုတော့ကိုစားတာပေါ့နော်ကိုစားတာတော့မှဒီပုံကြကြစားတာ15ရွက်ဒီကိုရွက်ကိုနော်15ရက်16ရွက်အဲတခါလေးစားတယ်ဒီသွားလေးဆိုလဲဒီကွန်ဂျိုးတွေမှာအများကြီးပဲပေါ့နော်အဲဆုစနကွန်စားတယ်လို့လည်းပုံစံမှာတော်တော်လေးတွေ့ဘူးတယ်ဒါပေမဲ့အဲ TikTok အကူတရားသူကွန်သူစားတဲ့ကွန်က ကြည့်လေကြောက်ဖို့ကောင်းလေးပဲသူစားအရင်များတယ်ပေါ့နော်။ဟာကြည့်အဲ့လိုပါတခါစားရင်ပေါ့နော်ဒီကို600စားတယ်တနည်းကိုဒီကွန်ဘိုကြီးပဲ3000ကျော်ကုန်လေပေါ့နော်။ဟင်းတော့မချိုးဘူး။ဟာကောင်းတော့လား။ဟာတခါတော့ဝါးတယ်မကြည့်။ဟုတ်ပါ ကွန်းစားလို့တည်မဲ့ကွန်းကြောင့်တည်မဲ့ဆိုရင်လည်းကျွန်တော်အသေးခံနိုင်တယ်ဗျာဘာလို့ဆိုတော့ကျွန်တော်ကွန်းမစားရင်လည်းတည်တယ်လို့မိဘခံစားရတယ်လေကျွန်တော်တခါစားရင်600စားတယ်ဒါကြောင့်ကျွန်တော်တနေ့ကို3000ကျော်ကိုကုန်တယ်ဆိုတော့ကျွန်တော်ကြောက်ပါပြီပြောတာမဟုတ်ပါဘူးတခါစားရင်ပေါ့နော်ဒီကွန်း600စားတယ်တနေ့ကိုဒီကွန်းဘူးကြီးပဲ3000ကျော်ကုန်တယ်ပေါ့နော်ကွန်းမြန်လေး ကိုမွားပြလဲပါအောင်မင်းကိုဖတ်နေနေလို့ပြောတယ်။ဝါပြပါဦး။အာရှင်းနေတာနော်။ငင်အောင်ခွင့်နိုင်လား။ Okay ။ဝါရခွင့်နိုင်ရတယ်ဂူရီပြီးတော့ခင်္ခေါ်ရတာခင်္ခေါ်တိုင်းဝရီလိုက်ခဲ့မှာ။မင်းလည်းမင်းလည်းဘယ်လောက်ရှိပြီတော့ပြောလိုက်အောင်မင်း။အသက်ရှင်းနေ။ကွန်းစားရတဲ့တန်းကဘယ်လောက်တော့။နင်းနေ။အေးဒါပဲ။မကွန်းမြုံဆိုတဲ့လူတွေကိုဒီတက်ရွယ်နဲ့စားဒီခလေးကတော့ဒီ ကုန်းဘီရင်ကိုမှစင်ခေါ်လိုက်တဲ့ရှစ်နှစ်သားကုန်းဘီရင်လေးပေါ့နော်ကလေးလေးငယ်ငယ်လေးနဲ့သူမိဘတွေကလည်းဘာမှမပြောကြဘူးလားတော့ဒါဆွဆွနဲ့လည်းမသိဘူးတူလိုက်ကြည့်ကြည့်မယ်စိတ်ဝင်စားဖို့တော့ကောင်းတယ်ကလေးလေးကငယ်ငယ်ပဲရှိသေးတယ်ကုန်းချိုးဖြစ်တယ်စားစားနိုင်တဲ့လူရှိရင်စင်ခေါ်ရဲ့စင်ခေါ်ရဲ့လေโอเคနော်โอเคရဲ့ဒါပဲဒါပဲဝင်နေကုန်းမပြိုင်ပါနော်ဟဲ့ဟုတ်လားတတိကိုဖြစ်တယ်ခေါ်လိုက်မယ်နော်အားကုန်းမြေ ကွန်မီကိုခေါ်လိုက်တော့မယ်နော်ရခေါ်လိုက်တော့မယ်ကွန်မီကိုအေးโอเคဟုတ်တယ်ဟိုရှင်းတဲ့ဗားကလေးတယောက်ကွန်စားနေတော့ကျွန်တော်တွေးလိုက်တယ်တစ်တော့မှလေကျွန်တော်တော့သဘောတွေကြာသဘောကြတဲ့အကြောင်းလေးရှိဘာလို့လဲကျွန်တော်နဲ့တူခဲ့တာကိုကျွန်တော်ဆိုရှင်းတဲ့တောင်မပြေသေးဘူးကွန်စားတာစားတော့အကြောင်းနဲ့အဆင်မပြေလို့ကိုထွက်လိုက်ရတာအဲလိုပိုင်နေပါတော့ ေကလေးကောင်းမရမထက်အများကြီးတာလဲတာတာပါအဲ့ဒါကျွန်တော်ကောင်းတယ်လည်းမလို့ကျွန်တော်အစိုးရလာတစ်ချက်ရှိတယ်ဟိုရှင်းနေရွယ်ကောင်းလေးကောင်းလေးတားစားတာတရားတာတစ်ခါကျွန်တော်သူတော့ကျွန်တော်လက်ပြန်စားတော့မဖြစ်နိုင်ဘာလို့ဆိုတော့သူစားတာလည်းကြာပြီဆိုတော့လေသူကသူပဲပုံမှန်စားတယ်ကျွန်တော်အဲ့ကလေးတော့တော့စိုးရင်တော့အမှန်ပဲဗျဒါရဟိုကျွန်တော်သိပါအဲ့ကျွန်တော်လူဘိမ်းမှမဟုတ်တော့ဗျာမကောင်းကောင်းလဲဆိုတော့ကျွန်တော်ကပွန့်လန်းပြောရင်တော့အေးပြောတော့မပြောချင်ဒါမှမဟုတ်ဟာလေမိဘတွေဟိုနေနေပါညာ ူရဲ့ဆွေမျိုးညာတိကလေထိလို့ရရင်ထိညာပါဗျာကလေးမျိုးလေးဆိုရင်လည်းဆိုတော့အမှန်တော့အဲ့စကားမှန်သောစကားပြောရင်ကျွန်တော်ချမ်းသာပါဗျာအဲ့ကလေးတွေ့တော့ကျွန်တော်တကယ်ဆိုရင်တော့အမှန်ပါကျွန်တော်တို့အတက်ရွယ်နေတာကတကယ်လို့တစ်ခုတုံးဖြစ်သွားတော့တန်နေတယ်ကဒီကလေးလေးကလူလောကထဲမှာဝင်လာရှင်းနေတယ်ပဲရှိသေးတယ်နှမျောလဲပါဟုတ်တယ်ပေါ့နော်ဒီကိုစားရဒီကိုမင်းရဲ့အကြီးပေါ့နော်အကြီးလို့မထည့်လိုက်မယ်ဒီကိုမင်းရဲ့အကြီးက သူကလေလူကြီးဖြစ်နေပြီဆိုတော့ဘောနော်နည်းနည်းဟွာဖြစ်မှာဟိုခလေးလေးကတအားငယ်လုံးနဲ့အသက်ရှင်းနေဘောနော်အသက်ရှင်းနေတော့မှရှင်းနေမှစားတာမဟုတ်ဘူးနော်စားလက်တက်တယ်မဲ့လေးနှစ်ရှိနေပြီအဲ့ဒါဆိုတော့ဘောနော်ဒီခလေးလေးအတော့နှမျောဖို့ကောင်းနေဘောနော်ဒီကုန်းပရင်လိုပဲဆုစနဲ့လည်းထင်မြင်မိတယ်